မျိုးတွေအားလုံးပဲမင်္ဂလာပါခင်ဗျာမျိုးတွေအားလုံးကျန်းမာချမ်းသာကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျာယနေ့တော့ကျွန်တော်တို့အသေးကင်ဆာအသေးကင်ဆာအကင်ဆာအမျိုးမျိုးပေါ့နော်အဲကျွန်တော်တို့နောက်တစ်ခုကအဲကင်ဆာဖြစ်မှာဆိုရင်လည်းညီကောင်ပေါ့နော်အားလုံးကကျွန်တော်ကျွန်တော်ကဆက်အားလုံးကတော့ဒီလိုရောဂါဆိုးတွေဖြစ်မှာတော့အဲဒါအောက်ကြောက်ကြပါတယ်တကယ်လို့ဖြစ်မှာကြောက်တဲ့ဖြစ်မှာတော့လူတိုင်းကြောက်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကာကွယ်ဖို့တူက ဒီစေနီလန်းလေးကိုကျွန်တော်တို့အတောက်တုံးပေးလို့ရပါတယ်ဆိုတဲ့ကြောင်းအမျိုးလေးကိုစေတနာပျောက်စေခြင်းနဲ့စေတနာမေတ္တာဖြစ်ကာကွယ်စေခြင်းနဲ့စေတနာမေတ္တာဖြစ်လာရောက်မျှဝေပေးခြင်းဖြစ်ပါတယ်ကျွန်တော်တို့အလုပ်ပေးရမယ့်စေနီလေးရတော့တင်မောအဖို့ရဲ့အရွက်ကိုကျွန်တော်တို့ကတရွက်နှစ်ရွက်လောက်ပေါ့နော်ထူထောင်းတရွက်လည်းရတယ်ပေါ့နော်ထူထောင်းထူထောင်းပြောရရင်ကျွန်တော်တို့ကသူ့ရဲ့အရှိကိုတနေ့ကို တစ်ချိန်နှုံးနဲ့ပုံမှန်လေးနေ့စဉ်တောက်ပြီးသွားမယ်ဆိုရင်เนาะကျွန်တော်ကကျွန်တော်ပြောတဲ့အသေးကင်ဆာတို့เนาะတအိမ်ကင်ဆာတို့နောက်ပြီးတော့ကင်ဆာကိုကာကွယ်တဲ့အနေနဲ့ဟောเนาะတောက်လို့ရတယ်ပေါ့เนาะတကယ်ဟိုမှကျွန်တော်တို့အဲတက်တာပြောက်ကင်းနေသွားတဲ့သူတွေလည်းအများကြီးရှိတယ်ပေါ့เนาะအားကြောင့်အမျိုးတွေလောက်ကြည့်ပါအခုနောက်ပိုင်းကကျွန်တော်တို့ကင်ဆာတို့เนาะအချောက်ကတ်တို့အဲတော်တော်များများကျွန်တော်ဖြစ်လာတယ်ပေါ့เนาะလိုင်းပေါ်မှာလည်းတအားတို့ရတယ်ပေါ့เนาะအဲတချို့ကြတော့လည်းတက်တာပြောက်ကင်းသွားတဲ့သူတွေလည်းအများကြီးရှိသူတို့ ျွန်တော်တို့အဲမတက်တာတဲ့သူတွေလည်းရှိတယ်ပေါ့နော်အဲမတက်တာတဲ့သူတွေရောတက်တာဝါတဲ့သူတွေရောအကောင်းတဲ့ကောင်းပျောက်တဲ့ပျောက်နိုင်ကြပါစီလို့ကျွန်တော်ကတော့ဆုတောင်းပေးတယ်ပေါ့နော်ကျွန်တော်တို့နောက်တစ်ခုကဒုနာတော့ကျွန်တော်တို့တင်မောအဖိုးရဲ့အရွက်ကိုကျွန်တော်တို့ကအဲထုထောင်းပြီးတော့သူ့ရည်ကိုနော်တရွက်ပေါ့နော်တရွက်ကိုကျွန်တော်ထောင်းထောင်းပြီးပါရင်သူ့ရည်ရည်ကိုတောက်နော်အဲတောက်ကင်စာကာကွယ်ဖို့တွက်လဲတောက်လို့ရတယ်အသေးကင်စာတရင်ကင်စာကင်စာအမျိုးမျိုးတွက်လဲတောက်လို့ရတယ် အဲနောက်တစ်ခုကတော့ကျွန်တော်တို့သူ့ရဲ့အဖို့ရဲ့အရွက်ကိုပဲကျွန်တော်တို့ကဒီရင်နွေးချမ်းမှာဟိုဘယ်လိုပြောမလဲလက်ဖက်ခြောက်အစားပေါ့နော်သူ့ကိုခတ်ပြီးတော့အဲကျွန်တော်တို့နေ့စဉ်ပုံမှန်လေးတောက်ပြီးွားမယ်ဆိုရင်လေတောက်လို့ရတယ်ဒါမျိုးတွေကမေးရုံပဲလက်ဖက်ရဲ့ကဲ့သို့ဘယ်လိုတောက်ရမှာလဲဘယ်နေချင်းတောက်ရမှာလဲထားလိုက်ပါတော့ဖရာတရားတန်ကဒီလိုပဲဥတီလိုက်နော်မနက်ကိုမနက်ပိုင်းကိုကျွန်တော်တို့ကလက်ဖက်ရည်ချမ်းပေါ့နော် လက်ဖက်ကြီးကျန်ကျွန်တော်တို့လက်ဖက်ချောက်အစသူ့ကိုခတ်လိုက်တယ်ပေါ့နော်အတင်းမောအရွက်ကိုကျွန်တော်တို့က15မိနစ်မိနစ်လောက်ကျွန်တော်တို့ပြုတ်လိုက်တယ်ပေါ့အပြုတ်ပြီးပြီဆိုရင်မနှက်ကိုကျွန်တော်တို့ကငကြင်းဖန်ကွက်နော်အဖန်ကွက်ပေါ့နော်ဖန်ကွက်နဲ့တစ်ခွက်တောက်လိုက်ဟုတ်ပြီဟုတ်တော့နှိမ့်လေကိုအဖန်ကွက်လေးနဲ့တစ်ခွက်တောက်လိုက်အညာအိယမုန်တင်လေးဖန်ကွက်လေးနဲ့တစ်ခွက်တောက်လိုက်အဖရတရားတန်တာပေါ့နော်အဲအဲ့လိုလေးကျွန်တော်တို့ကဥထိပ်ပန်စီတောက်ပေးမယ်ဆိုရင်လည်းကျွန်တော်တို့ယောဂဝိသနာအတော့ တကယ်မှအနေကင်းပြီးရှင်းပေါ့နော်တကယ်မှတက်တာပြောပြမှာလေနော်ဖရတရားတာဦးထိပ်ပန်းစင်ပါနော်အဲဘာပဲလုပ်လို့ပေါ့နော်ဒါလေးပြောချင်တာပေါ့နော်အဲ့လိုလေးတောက်ပေးဒုနာတင်မောအဖိုရဲ့သူ့ရဲ့အရွက်ကိုထောင်းပြီးတော့ကျွန်တော်တောက်မယ်ဆိုရင်လည်းအတရွက်စာပေါ့နော်တရွက်စာကိုကျွန်တော်ကထောင်းလိုက်ထောင်းပြီးမှရင်တရွက်စာအရေးဘလောက်ရလဲအဲ့ဒီအရေးကိုပဲကျွန်တော်တို့ကဘယ်ချိန်တောက်တောက်ရတယ်ထားလိုက်ပါတော့ကျွန်တော်တို့ညအိယံမုံကြီးလည်းတောက်လို့ရသလိုအထမင်းစားပြီးအနိုင်ခေါက်လောက်နေပြီးတော့တောက်လို့လည်းရပါတယ်ပေါ့နော်အဲ့သူ့ရဲ့အရွက်ကိုလည်းကျွန်တော်တို့က လက်ဖက်ကြီးကဲတူလက်ဖက်ကြီးတန်းကဲတူပေါ့နော်ကျွန်တော်တို့လက်ဖက်ချောက်စာသူ့ကိုခတ်ထည့်ပြီးတော့အတောက်မယ်ဆိုရင်လည်းကိစ္စာဖြစ်မှာကြောက်နေတဲ့သူတွေတော့လည်းတောက်လို့ရတယ်အသေးကိစ္စာဖြစ်နေတဲ့သူတွေလည်းတောက်လို့ရတယ်နောက်ပြီးတော့ကျွန်တော်တို့အသေးကိစ္စာသမားတွေအတွက်လည်းတကယ်မှတ်သက်တာပြောပြပါလေပေါ့နော်လုပ်ကြည့်ပါကိုလုံးမကိုပြောင်းပါပါနော်အဲကျွန်တော်ကတော့ဒါပြောက်သွေးခြင်းနဲ့စေတနာမြတ်တာဖြစ်လာရောက်မျှဝေပေးခြင်းဖြစ်တယ်ပေါ့နော်ကျွန်တော်ဘယ်ယောဂမဆိုပါအကိစားယောဂမမှမဟုတ်ပါဘူးအခြားသောအနာမျိုးကုသကြောင့်ပါယောဂကိုခံစားနေရသောဝိညာဉ်ရှင်များအားလုံးလည်း နာနဲ့စင်နဲ့တွေ့ပါစီဆရာကောင်းသမားကောင်းနဲ့တွေ့ပါစီเนาะအမြန်ဆုံးနဲ့သက်သာပြောက်ကင်းပါစီကိုချစ်ခင်ရတဲ့မိသားစုနဲ့အတူအသက်တရာတိုင်းမှာအသက်နေရာတိုင်းအေဂျင့်ပြောရှင်တော့ဘောခီလန်ကိုအေဂျင့်ဆိုအငင်းချမ်းဆိုချမ်းသာသူကဖျက်ပြန်နဲ့ဖျက်တမ်းနိုင်ကြပါစီလို့ကျွန်တော်ဆုတောင်းပေးပါတယ်ကျွန်တော်ရဲ့နောက်လာမယ့်ဖြူတွေမှာလည်းကျွန်တော်ဘလူးဆေးဆောင်းကောင်းမြောက်အမျိုးတရှိဘလူးဆောင်းလာပေးရုံမလဲဆိုတော့လည်းကျွန်တော်ရဲ့ဖြူလေးကိုဆောင်မျိုးကြည့်ရှုပေးပါအောင်ဒီနေ့လေးကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်အမျိုးတွေအားလုံးပဲကျမ်းမာချမ်းသာပါစေအနာမျိုး96ပါရောက်ပါခင်ဝေးပါစေ ကက်ကြီးသုံးပါမှလည်းကြုံလွားနိုင်ကြပါစေလို့ကျွန်တော်ဒီတိုင်းလေးကျွန်တော်ထပ်ပြီးတော့ဆုမွန်ကောင်းတောင်းပေးပါရစေခင်ဗျာ